အဲ့လိုမျိုးပေါ့နော်ပြောရသလိုရုံလေးကိုပတ်ပြီးတောက်လျှောက်သွားတဲ့အချိန်မှာလဲအဲတကယ်ပြည်သက်တွေခဲနဲ့ပေါ့နော်လူပင်လေးလိုဟိုနေ့ကဆိုလို့ရှိရင်တက်ကြီးအောင်ကျိုးတော့မယ် ပြောတာပေါ့အခုဒီကျတော့ဆိုလို့ရှိရင်ဒါနှကားတွဲရုပ်တင်ရရပေါ့နော်နှကားတွဲတင်တဲ့အချိန်မှာအဲနှကားကိုမြပြီးပြည်သက်တွေအားပေးရကြတဲ့ဟိုကနှစ်ပတ်တင်ခွင့်ရလာအောင်ပြည်သက်တွေကတခဲနဲ့အားပေးပေးရအတွက်ကိုဒါဟိုအရင်ဟောတဲ့စာလို့ရှိရင်အခုအားပေးမှုရပို့ပြီးတော့ကျေးဇူးတရားလို့ပြောရပါလိမ့်မယ်အရင်ကဆိုလူရုပ်အပြည့်ဒီတကားတွေကိုပဲတင်တဲ့အတွက်ဒီကားကိုပဲကြည့်ကြရပေါ့နော်အခုကျတော့ဟိုဒီနှကားတွဲပြတဲ့အချိန်တွင်းမှာမှာနှကားသလုံးအပြိုင်ဆိုင်အားပေးပြီးတော့ပေါ့နော်ဒီ ီလိုမျိုးနောက်တစ်ပတ်ထက်ရဖို့ဆိုတော့အရင်ခက်ခဲတဲ့အခြေအနေပါဒါဒီလောကသားရေးဆိုဒီပါတယ်အဲ့တော့အဲ့မှာနှစ်ပတ်ရတဲ့အတွက်လည်းတကယ်ကျေးဇူးအများကြီးတင်ပါတယ်တခါနဲ့အားပေးကြရသူတို့ဆိုဒီဂျားထဲမှာဆိုလို့ရှိရင်လည်းရုပ်ရှင်ုံတွေပတ်သွားတယ်အဲ့လိုမျိုးပေါ့နော်ပြောရသူရုံတွေပတ်ပြီးတော့တောက်လျှောက်သွားတဲ့အချိန်မှာလည်းအဲတကယ်ပြည်သက်တွေတခါနဲ့ပေါ့နော်လူပင်လေးလိုဟိုနည်းဆိုလို့ရှိရင်တက်ကြီးအောင်ကျိုးတော့မယ်အဲ့လိုတက်ဖို့ရိုက်ခဲရတာတကယ်အရန်ပြော်ပါတယ်ပါသွားတဲ့ပုံတွေတော့လာချင်မှလာမယ်ဒါပေမဲ့အဲ့လိုအားပေးကြပြီးတော့ချစ်ပြီးတော့ဘယ်လိုလုပ်နေချစ်ပေးကြရလဲအားပေးကြတယ်ကျေးဇူးအ ိုက်တင်ပါရပြချင်ပါရဟုတ်အရင်ချစ်စက်ကောင်းနေကတာရမ်းလို့တာပဲပြီးတော့လို့ရှင်သူတို့ချစ်တဲ့တင်ပြောတယ်သူတို့တို့ခုံပြီးတော့အဲ့လိုခုံပြီးတော့ယူသက်လိုက်ကျွန်တော်တို့ခုံပြီးတော့အဲ့လိုရွာစီထထနေတယ်လို့ကြိုက်ကြတာတော့အကောမနီမသားလေးရရွာပဲသာပြောတာအိမ်ရွာလည်းကန်ဆိုကြိုက်ကြတယ်ဟုတ်ကဲ့ဒါကြောင့် character အရပေါ့ဟာသလည်းဖြစ်တယ်ဟာသဖြစ်တယ်ဆိုတဲ့အခါကျတော့ဒီဟိုဘယ်လိုပြောမလဲဇက်အရလည်းဒီဟာလေးကကျတော့ ဟိုကိုဗစ် plus ဖြစ်သွားရဲ့ဆိုတော့ပုံစံမျိုးပဲပြည်သူတွေညနေမှဆိုလို့ပြာဟာဆိုချစ်စရာလေးဆိုအဲ့လိုဖြစ်သွားကြရဲ့ပေါ့နော်ဒါလည်းမြင်လဲမြင်ကြပါဘောနော်အဲ့လိုမျိုးလေးမြင်ပြီးရဲ့အတွက်အဲသတိထားမိရဲ့အတွက်လည်းတကယ်ကျေးဇူးတင်ပါရဲ့အဲ့လိုပြောချင်ပါရဲ့ဟာအစ်ကြီးအစ်ကြီးမကတော့အင်းပေါ့သူကဟိုယောက်ျားမယူချင်ရှာဘူးသူ့မှာလေ အဲဇိုင်းပတ်တယ်နည်းနည်း fashion လေး change လာကြည့်ရပါတော့အဲ AG မှာပြောဆိုလို့ရှိရင်ဘယ်လိုပြောမလဲ AG မှာ character အတွက်လာ pressure ဆိုလို့ရှိရင် AG မှာ style ပေါ့အဲအဲ့လိုမျိုးသူ style နဲ့သူအလုပ်လေးဝယ်လေးလုပ်တာရှိရများတယ်ထက်နောက်ထက်အခုဒါကတော့ဘယ်လိုပြောမလဲအဲ ဟိုအစီအစဉ်ကတော့အစတော့မရှိဘူးမရှိဘူးအမေတက်ဒီနေ့အဲပွဲမလာနေတဲ့ဆိုင်မှာခေါင်းသွားရှုံနေတဲ့ဒီလက်စပါမှာပေါ့ဗျာဒီကမှာတန်ကိုလိုလိုစပင်လေးအလိုချစ်ပေးကြည့်ပါလားဆိုပြီးတော့စမ်းကျင်စိတ်ပောက်သွားတာပြီးတော့နောက် character တစ်ခုမှာအထက်ကနည်းနည်း hot shot sexy လောက်မှပိုင်ရှိရဆိုတဲ့ခါကျတော့စပင်ဘလို့ချိန်ကောင်းလဲဆိုတာကိုစမ်းရင်းနဲ့လက်စားရဒီနေ့မှာချိန်လိုက်မယ်ပို့ပါလိဝဲလိုက်မယ်ပြီးတော့ celebrity show ပဲဆိုတော့ကိုအမ်ညီကောင်မောင်နှမတွေကြီးပဲပို့ပါပါဖြစ်တဲ့အတွက်ကြောင့်မို့လို့ရှင်ကြည့်လဲပို့ပါကြည့်ရပါတော့ပုံမှန်ဆိုလို့ရှင်တော့တဲ့ fashion ကအဲအဲ့လို လိုမျိုးအဲ့လိုအဲ့လိုကြားဆင်ဆင်ပို့ပို့ပါအဲ့လိုမျိုးနေရတာဗောမိလို့နေအဲ့လိုနေရတာမျိုးသဘောကျကြိုက်တယ်။သမင်းတော့ဒီလိုမဟုတ်ဘူးပေါ့ပုံမှန်။အဲသဘောကျတာဗောကိုကြိုက်လို့ဝင်လာဆိုတော့လေအဲ့လိုဝစားအဲ့လိုပို့ပို့ပါကိုကရအဲ့လိုကြားဆင်ဆင်ဟို boyfriend ရှက်လေးဝင်ရတာသဘောကျတယ်။ဒါပေမဲ့ပွဲဆိုတော့အလေးတက်ပြီးတော့မကက်တော့ပါ online ပေါ့နော်။မကြောက်မရတော့တက်ထား။ မှတ်တိုင်တော့အဓိကကိုနေရုံးနဲ့ပထမဆုံးစဆုံးနဲ့ရုပ်ရှင်ကားဖြစ်တဲ့အတွက်ကိုအဲ့ဒါမှတ်တိုင်နံပါတ်1လို့ပြောလို့ရတာပေါ့နော်ပြီးတဲ့ရုပ်ရှင်ကားကြီးမှာအဲကာကွယ်ရတာဆိုလို့ရှိရင်အကြတော့ဒါမြန်မာအကနေလို့ဆိုပထမဆုံးအဲပြီးတဲ့ပထမဆုံးရုပ်ရှင်ကားကြီးမှာဆိုလို့ရှိရင်ဒီဟိုအင်္ဂလိပ်လိုနဲ့လေညတွန်းကားညတွန်းကားမှာမမဲရလဲအင်္ဂလိပ်တက်ကိုလေးလေးချာချာလေးလောက်ွက်လေးပေးတာပြီးတော့အဲမှာမနီနီခင်ဆိုရဲ့ဘက်ဘွားရဲ့ချင်းနဲ့ အဲ့ကြတော့ hot shot အခုခေတ်အကပေါ့နော် hot shot ကလည်းအဲဒီပုံလုံးအရှင်းဒီပုံလုံးကိုပေးကြတာဟိုဟာလည်းပြောင်းလို့ပေးအဲအဲ့ဥစားလေးကလည်းအမတ်တရားရှိသလိုအခုကျမြမရိုးရဂလေးအကလေးကိုကိုကခွင့်ရလိုက်တယ်ပေါ့နော်ဆိုတော့ဟိုရုပ်ရှင်တွေမှာချစ်ကြိုက်များဒီလို drama ဘူးလောင်အဲ့လိုအစုံလေးကြားမှာပဲထိုင်းရိုက်ဘူးရဲ့အခုချိန်မှာတော့ဒါလေးကကျတော့အကအလှအစမ်းလေးကိုယ့်ရဲ့တခြားသော talent လေးတွေလည်းပြခွင့်ရရဆိုတော့အကဲမတိုင်လေးလည်းဖြစ်ပါတယ်အဲပြီးတော့အခုလိုမျိုးအဲနောက်ပတ်ပြသခွင့်ရတဲ့အတွက်လည်းတကယ်နဲ့အားပေးကြတဲ့ပရိသတ်တွေတကယ်ကျေးဇူးများတင်ပါတယ်အဓိကကိုလူတို့ရဲ့ fan တွေလည်းအများကြီးလို့ပါ ကိုတို့တို့ချစ်တဲ့စိတ်နဲ့လာကြည့်ကြရင်လည်းကိုကကျတော့ဘေးနားနေစက်ဖို့ပေါ့เนาะအရင်ဟင်းလေးအရင်ဟင်းလေးကိုပါမြင်သွားကြရဲဆိုတဲ့အခါကျတော့အာကိုတို့တို့ရဲ့ပြည်သက်တွေအားလုံးလည်းတကယ်ကျေးဇူးတင်ပါတယ်လို့ကိုတို့တို့ချစ်ပေးသလိုလည်းအဲ့လိုပွဲထဲမှာရှောက်ပြီးတော့အဲ့လိုရုပ်ရှင်ကိုမလိုက်တွေ့တဲ့အခါကျလို့ရှိရင်တက်ဖို့ပါဝိုင်းပြီးချစ်ပေးကြရဲလက်ခံပေးကြရဲအတွက်တကယ်ကျေးဇူးများတယ်လို့ပြောကြချင်ပါတယ်ရှင်